ုတင်ဆက်ပေးမယ့်သတင်းကတော့ရာခိုင်စာမုံတိုင်းကြောင့်တရုတ်နိုင်ငံမှာထိခိုက်မှုကြီးမားနေတဲ့သတင်းပဲဖြစ်ပါတယ်။ရာခိုင်စာမုံတိုင်းဖြစ်တဲ့တက်ခတ်မှုတွေကြောင့်တရုတ်နိုင်ငံအတွင်းမှာထိခိုက်ပျက်စီးမှုကြီးမားခဲ့ပေမဲ့ကြိုတင်ပြင်ဆင်တာတွေအကောင်ငယ်လို့သိဆုံးသူမရှိတလို့နေပါခဲ့ရလို့သိရပါတယ်။ရာဂါဇာမုံတိုင်းဟာတရုတ်နိုင်ငံတောင်ပိုင်းရဲ့စီးပွားရေးရှက်ရှာဒေသဖြစ်တဲ့ကွန်ဂျိုးပြည်နယ်နဲ့ကွန်စီပြည်နယ်တွေကိုဖြစ်တန်းတက်ခတ်ခဲ့တာဖြစ်ပါတယ် မောင်နှိုင်းလန်းကြားပေါ်မှာရှိနေသူနှစ်တန်းကျော်ကိုကြိုတင်ပြီးဘေးလွတ်ရအောင်ရှင်ပြောင်းပေးခဲ့တာကြောင့်တရုတ်နိုင်ငံထဲမှာသိဆုံးသူနေပါခဲ့တာပါ။ဂျာကာစာမောင်နှိုင်းကျောင်းဖိလစ်ပိုင်မှာ၁၀ဦးကျော်တရုတ်တိုင်းပြည်မှာ၁၄ဦးသိဆုံးခဲ့တယ်လို့သက်ဆိုင်ရာအစိုးရတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့တွင်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းတွေထဲမှာအားအကောင်းဆုံးမုန်တိုင်းဖြစ်ခဲ့တဲ့ရာခစာမုန်တိုင်းကြောင့်တရုတ်နိုင်ငံထဲမှာစိုက်ပျိုးမြေတွေပြင်းစီမှုအများဆုံးဖြစ်ပေါ်ခဲ့လို့သိရပါဗျ။ဒီတဲ့တွေတော့ညီချင်းအောင်ပါပြပူလာပါဗျ။ Thank you.